ဟိုအကြောင်းတော့လို့ဘောလုံးကန်တဲ့အကြောင်းတွေဆော့တဲ့အကြောင်းတွေပေါ့နော်ကျွန်တော်တို့ကဟိုကျွန်တော်ပေါ့အတိအကျတခြားတငယ်ချင်းတွေမပြောလို့ပါဘူးကျွန်တော်ကတော့အကြောင်းမှာတော့ဟိုအစားတော်တဲ့ထဲမှာတော့မပါဘူးမပါတော့စာအကြောင်းတော့မပြောဖြစ်ဘူးဟိုဘယ်လိုပြောရမလဲဘောလုံးကန်တဲ့အကြောင်းတွေဆော့တဲ့အကြောင်းတွေပဲကျွန်တော်ပြောဖြစ်တာပေါ့အကြောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘောလုံးကန်တော့မယ်ဆိုလို့ရှိရင်ဟိုဘောလုံးခွင်းကိုဥရတိုင်းမျိုးရရှိတယ်အခါကျလို့ရှိရင်အဲတမသာအကြောင်းစင်းတဲ့အချိန်ပေါ့နော်ဟိုခဏနားပြီးဆိုတော့ ਨੇ ချက်ချင်းအဲဘောလုံးခွင်းကိုပြေးတာ ပြီးပြီးတော့မှဘလုံးကွင်းအရင်ဥတာပေါ့အရင်အရင်ဥတဲ့သူအရင်ရတဲ့အတန်ဘလုံးကန်ရတာဟုတ်ဆိုတော့အရင်အဲ့ဘလုံးကွင်းကိုရောက်အောင်အရင်ပြေးရတဲ့ဟာလေးတွေပေါ့ဒါလေးတွေတော့ဒါပျော်စရာကောင်းတဲ့အမှတ်တရတွေပဲငငယ်တော့ဆိုလို့ရှိရင်တော့ဟိုဘယ်လိုပြောရမလဲကြောင်းတက်ရတာတော့ကျွန်တော်ကပျော်တဲ့အထဲမှာပါပါတယ်ကြောင်းသွားရတာပျော်တယ်တကင်းချင်းပေါင်းသင်းနဲ့တွေ့တယ်စားလဲတင်ရတဲ့အပေါ်မှာတော့တကယ်လို့မှဟိုပျော်ပါတယ်ခင်ဗျအစားတော့ ဟိုဟိုတော်ရက်ထဲမှာတော့မပါဘူးပေါ့နော်ကျွန်တော်ကငငယ်တော့ TTC မှာတက်ခဲ့တယ်ဟုတ်ကဲ့ TTC ပေါ့နော် TTC မှာတက်ခဲ့တယ်အဲပြီးတော့ကျွန်တော်ဆယ်တန်းရောက်တော့ကျွန်တော်ကဟို EC ဘောရာဆောင်ကျွန်တော်တော့တက်တယ်ဟုတ်အဲပြီးတော့ EC ဘောရာဆောင်ကထားတယ်ဟိုတာမွေတစ်ပေါ့နော်တာမွေတစ်ကျောင်းမှာအာကျွန်တော်ကဟိုဆယ်တန်းဖြေခဲ့တယ်ပေါ့အရင်ကတော့မစိုးစားခဲ့ဘူးပြန်လည်ပြောလို့ရှိရင်ကျွန်တော်ကစာတော်ရက်ထဲမှာတော့မပါပါဘူးကွန်မန်ပဲပေါ့နော်ဟိုပုံမှန်ဟို အနေထားပဲရှိပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေကတော့ဟိုဘယ်လိုပြောမလဲဟိုတွန်းတဲ့ထဲမှာပါတယ်ဟိုဟိုဖြစ်မြောက်စေခြင်းတဲ့ထဲမှာပါတယ်အရင်ကခူးယူဆိုင်ပါတယ်ဒါပေမဲ့အဓိကတော့ကဲကဲရှင်ကြီးကတော့ဒါကုကူတိုင်းဖြစ်တဲ့အတွက်ကြောင့်ဟိုကျွန်တော်ကတော့ဟိုမိဘတွေတွန်းနေဆိုပေမဲ့လေဟိုဘယ်လိုပြောအရင်ကြီးတော့ကုဝင်နေပြောလို့ရှိရင်စူးစမ်းတဲ့အထက်မှာတော့မပါဘူးပေါ့နော်အဲ့တော့ဟိုဟိုပေါ့ပေါ့ပေါ့လေးပဲဖြတ်တန်းဖြစ်ပါတာအမေကတော့ဟို ဘယ်လိုပြောရမလဲဟိုအချောင်းတော့ဟိုဟိုဒါဖြစ်တယ်ပေါ့နော်ဟိုဟိုဘယ်လိုပြောရမလဲဟိုဂယုဆိုင်ဖြစ်တယ်ပေါ့နော်ဟိုဆိုလိုချင်တာဟိုအနေတိုင်းကြီးတော့အချိန်တိုင်းကြီးတော့ရှင့်ဉာဏ်မျိုးတော့မဟုတ်ဘူးဟိုအချောင်းလာပြီးတော့မှဂယုဆိုင်တိုင်းမျိုးတွေရှိတယ်ဆိုလိုချင်တာတော့ဟိုအချိန်တိုင်းအချိန်တိုင်းနေ့တိုင်းနေ့တိုင်းတော့မဟုတ်ဘူးမှတ်မှတ်ချက်ချင်းကတော့ဆရာဆက်မအတိုင်းလို့လို့ကျွန်တော်စိတ်ထဲမှာအများနဲ့မှတ်မှတ်ရရှိပါလေဘာကြောင့်လဲဆိုတော့ဆရာဆက်မတွေအားလုံးကကိုယ့်ရဲ့တပည့်တွေအားလုံးကိုတေချာစေတနာ မေတ္တာတွေဂရုဏာတွေနဲ့သင်ကြားပြီးတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကတော့ဟိုဆရာသမားတွေအားလုံးကကျွန်တော်စိတ်ထဲမှာအမြဲတမ်းမှတ်မှတ်ရရှိပါတယ်ကြည့်ညံလင်းအောင်ညံလင်းအောင်လေအစိုးရညံလင်းအောင်ဆိုလို့ရှိရင်သူလဲကျွန်တော်တို့နဲ့ဟိုတစ်နှစ်သေးပဲပေါ့နော်တစ်နှစ်သေးပဲပြီးတော့ဒါကျွန်တော်နဲ့တငယ်ချင်းလည်းဖြစ်တဲ့အဒီနိုအဒီနိုလေအဒီနိုဆိုလို့ရှိရင်လည်းကျွန်တော်တို့နဲ့ဒါတစ်နှစ်သေးပဲညံလင်းအောင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့နဲ့တစ်နှစ်သေးပဲပြီးတော့တတီစီမှာတခြား ဟိုတတီတီကျောင်းလေးထွက်တဲ့တခြားသောအမှုပညာရှင်တွေအများကြီးလည်းရှိကြပါသေးတယ်ဟုတ်ကဲ့ဘလို့အကြောင်းမျိုးလေးပြောပြလဲဆိုလို့ရှင်ဟိုကျောင်းတုံးကလို့ဘောလုံးကန်တဲ့အကြောင်းတွေဆော့တဲ့အကြောင်းတွေပေါ့နော်ကျွန်တော်တို့ကဟိုကျွန်တော်ပေါ့အတိအကျတခြားတငယ်ချင်းတွေတော့မပြောလို့ပါဘူးကျွန်တော်ကတော့ကျောင်းမှာတော့ဟို ့စာတော်ရဲ့ထဲမှာတော့မပါဘူးမပါတော့စာအကြောင်းတော့မပြောပြဘူးဟိုဘယ်လိုပြောရမလဲဘလုံးကန်တဲ့အကြောင်းနေဆော့တဲ့အကြောင်းနေပဲကျွန်တော်ပြောပြတာပေါ့အဲအမှတ်တရတွေကတော့အများကြီးပါပဲအเจ้าမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘလုံးကန်တော့မယ်ဆိုလို့ရှိရင်ဟိုဘလုံးခွင်းကိုဥရတာမျိုးတွေရှိတယ်အခါကျလို့ရှိရင်အာတမသာအเจ้าစင်းတဲ့အချိန်မှာနော်ဟိုခဏနားပြီးဆိုတာနဲ့ချက်ချင်းအဲဘလုံးခွင်းကိုပြေးတာပြေးပြီးတော့မှဘလုံးခွင်းအရင်ဥတာပေါ့အရင်အရင်ဥတဲ့သူအရင်ရတဲ့အတန်ဘလုံးကန်ရတာဟုတ်ဆိုတော့အရင် အဲ့ဘလုံးခွင်းကိုရောက်အောင်အရင်ပြေးရတဲ့ဟာလေးတွေပေါ့ဒါလေးတွေတော့ဒါပျော်စရာကောင်းတဲ့အမှတ်တရတွေပဲဟို generation အစ်တတွေအစ်တတွေအားလုံးပေါ့ကျွန်တော်နေနေရတော့ဟိုထူးချွန်နေဟလာအာလူတော်လူကောင်းလေးတွေဖြစ်စေချင်ပါတယ်တကယ်လို့မှတော်တော်လဲလဲနဲ့ပြဘူးသူဒရာရဲ့လေကျွဲဝတဲ့သူမျိုးလေးတွေဖြစ်စေချင်ပါတယ်ခင်ဗျာကျွန်တော်တို့ခစ်တုံးကလေဟိုမိဘတွေကတော့တာသမီတွေပတ်မှုကြတာကြီးပါပဲဒါပေမဲ့ဟိုကျွန်တော်တို့ဟိုကျွန်တော်တို့ဟိုចောင်းတက်ခဲ့ရတဲ့အချိန်တွေတုန်းကတော့အခုလိုမျိုးဒီ international school တွေကတော့ မပေါ်သေးဘူးအဲကျွန်တော်ထင်တယ်ကျွန်တော်တို့ဥစ္စာပေါ့ကျွန်တော်တိတိလောက်ပြောတာပေါ့နော်ဟိုဘယ်လိုပြောကျွန်တော်တိတဲ့အချိန်တက်ကိုစောပြီးတော့လဲပေါ်တာမျိုးလဲရှိချင်တယ်ရှိမှာပေါ့ဆိုတော့ကျွန်တော်တို့တော့ဆိုလို့ရှိရင် international international school ចောင်းနေတာအရေးမပေါ်သေးဘူးအပေါ်တဲ့ចောင်းနေဆိုလို့ရှိရင်လက်ချိုကြီးလို့ရတယ်အဲ့တော့များသောအဖြစ်ကတော့ဟို yoyo state ចောင်းမှာတက်ဖြစ်ကြတာများတယ်ပေါ့နော်အဲ့တော့မိဘတွေကတော့ကိုသားသမီးတွေကိုတော့ ဟိုဘယ်လိုပြောမလဲသူတို့တက်နိုင်တဲ့တော့အဆောင်ကိုပတ်မှုပေးကြတယ်ပေါ့ကျွန်တော်နေနဲ့မြင်ပါတယ်ဗျဟုတ်အเจ้าမှာတော့ခုနကျွန်တော်ပြောတဲ့အထက်မှာလည်းပါပါတယ်ဟိုလိမ်မာတဲ့အထက်မှာတော့မပါဘူးတခါတလေအဲ့လိုမိပါတယ်ပဲခေါ်ရတာမျိုးရှိတယ်ဟဲ့အဲ့လို10တန်း10တန်းဖြည့်ပြီးသွားတဲ့နောက်ပိုင်းမှာတော့ဟိုကုတ်ကူကူပေါ့နော်ဟိုငါတက်နိုင်တဲ့တော့ဟိုဘယ်လိုပြောမလဲ ကောက်ကောက်မမုံလေးဖြစ်အောင်လေးလေးမမလေးဖြစ်အောင်စူးစမ်းပြီးနေမယ်ဆိုပြီးတော့ဟိုကုကုကုဟိုဟိုကိုပြုတ်ပြင်လာဖြစ်တယ်ပေါ့ထိမ့်ထိမ့်လာဖြစ်တယ်နိုင်တဲ့လောက်လေးပါပဲအရင်ရတော့လည်းမဟုတ်ပါဘူးကိုကိုကိုလို့ဟိုဒီတော်တယ်လိမ်မာတယ်ကောင်းတယ်လို့ကျွန်တော်ကိုကိုကိုဘယ်တော့မှမတတ်မှတ်ပါဘူးကျွန်တော်ဒီဟိုဆက်ပြီးတော့ကျွန်တော် လေ့လာရအောင်မယ်ကျွန်တော်ဆက်ပြီးစူးစမ်းရအောင်မယ်ကျွန်တော်ဆက်ပြီးတော့ပြုပြင်စရာလည်းအများကြီးရှိသေးတယ်လို့ပဲကျွန်တော်အနေနဲ့ကျွန်တော်ကိုကိုကိုခံယူထားပါတယ်